မင်္ဂလာပါရှင်မြမပရာ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါစေရှင်ဒီတစ်ခါတင်ဆက်ပေးမယ့်ဇလံလေးကတော့စာရေးသူကိုပတ်ရေးသားထားတဲ့ကိုဝန်းနာကိုသာတီးဆိုတဲ့ဝိထုတို့ဇလံလေးပဲဖြစ်ပါတယ်နားဆင်ကစားအားပေးကြပါအောင်ရှင်အချိန်ကဒီဇင်ဘာလဖြစ်တည်ကြောင်းညခါတွင်အေးချမ်းမှုရှိပေမယ့်နေရီမူပူပြင်းလှပေ၏ငမိုးရိတ်ချောင်းပြတော်ရင်တနေရာတွင် ကျွန်တော်တို့ရောက်ရှိနေကြ၏ချောင်းပြအထက်ဖြစ်တည်ကြောင်းတော်၆ပင်ဖြစ်ပေသည် တတော်ဝန်ထောက်လေးမျိုးဝင်မုံဆိုးလင်းမြင့်လိုင်နေပြီးတော့ကျွန်တော်တို့ဒီမနက်ကလေးကလှပရာရွာကလေးမှာနေ၍အမဲပြစ်ထွက်လာခဲ့ကြရာဇုံတကောင်သားလျင်ရခဲ့ကြသည်အရိတ်ကောင်းကောင်းတနေရာတွင်ထိုင်လျက်နားနေရင်ထိုယုံကိုအေးဆုံးမိကင်လိုက်သည် နားနေရင်အစာပြေအလုံးငါစားရန်ဖြစ်သည်ထိုယုံကင်သည်ကျွန်တော်တို့၃ယောက်ဤစားလောင်မှုတိတ်ချင်းကိုပြေပြောက်ရန်အလုံးငါအနှဲငယ်တော့ဖြင့်အထောက်ကူပေးနိုင်လိမ့်မည် သူ့ရုံငယ်ကိုတစို့ထူမိခင်နေစေကျွန်တော်တို့သည်အရေးကောင်းကောင်းတောတဲ့ပင်အောက်တွင် ပင်စီကိုကြုံးမိကကျိန်းနေကြတော့၏လှပရာရွာလေးမှာမနဲ့ဝေလီဝေလင်းအချိန်မှထွက်လာခဲ့ခြင်းကြောင့်ခရီးပန်းချင်းဆာလာမှုတိတ်နေခြင်းကြောင့်သုံးယောက်စလုံးတတိလက်လွတ်အိပ်ပျော်သွားကြတော့သည်မိမြကြကြအိပ်ပျော်နေသည်မသိရွက်ကြီရွက်ချောက်များကိုနင်းဖြက်ကဝရုံသုံးကပြေးလွှားဆူညံစွာအော်ဟစ်သွားသည့်တရိတ်ဆန်တအုပ်ဤအတန်ကြောင့် သုံးယောက်သားလန့်နိုးလာကြလေ၏ဟာခြောက်ကောင်ခန့်သောတောင်စိတ်အုပ်ဖြစ်သည်မြန်လိုက်သည့်ဖြစ်ချင်းတောင်ကျောလေးပေါ်မှစူညံသောအတန်များဖြင့်ပြေးစင်းကာခက်ဝေးဝေးရှိကြောက်တောင်များရှိရာသို့တွားနေကြတော့၏ရှေ့ဆုံးမှဥဆောင်ပြေးနေသော မုတ်စိတ်ဖဖနှင့်တောင်စိတ်ကြီးနောက်မှကြံအကောင်များကပ်ပါသွားကြ၏ကိုလေးဒီကောင်တွေဒီကြောက်တောင်တော့ဝိုက်မှာပဲရှိနေကြတာဖြစ်မယ်ဖြစ်နိုင်တယ်ကိုပိုက်ကျွန်တော်တို့နားနေစားတော့ပြီးရင်အဲ့ဒီဘက်သွားကြစို့ဗျာ ကြုံတဲ့နေရာစကန်းချပြီးတော့အိတ်မယ်။ကောင်းတယ်ကိုလေးကျွန်တော်တို့စားတောက်ပြီးမှသွားကြမယ်။မလုံနဲ့ဗျ။ခုပဲသွားမယ်ဗျ။တို့နဲ့မျိုးဝင်းကပြောလာသဖြင့်လေးမြင့်လိုင်က စားပြီးဗျ။စားပြီး။စားပြီးမှပဲသွားကြမယ်ဗျာ။အလိုပြောလိုက်သဖြင့်မျိုးဝင်းဒီပြုံးစီစီဖြင့်ဟဲဟဲစားတာတော့စားတာပေါ့ဗျာ။စားစရာဘာရှိလို့တုံးဟုမေးရတွင်ယုံကင်ရှိတယ်လေဗျာ။ရဲပြီးတော့ပြန်ပြောလိုက်ပြီးယုံကင်ထားတဲ့နေရာကိုလှမ်းကြည့်လိုက်ရတွင်ဟင်ယုံကင်ဘယ်ရောက်သွားပြီလဲ။ ထိုနေရာသို့အပြေးကလေးသွားကြည့်လိုက်ထင်းများပြန့်ကျဲလိုနေ၏ရုံကင်သည်လည်းတောင်စိတ်တို့၏တိုက်ခိုက်နင်းမိသည်ကြောင့်မောမွာကျဲကဖုံအလေးလေးနှင့်စား၍မရလောက်အောင်ဖြစ်သွားသည်တော်တော်ဒုက္ခပေးတဲ့ကောင်းတွေဗျာကျွန်တော်တို့မှစားစရာဆိုလို့ဒီရုံကင်တကောင်မဲရှိတော်တာငက်ပြီပေါ့ဗျာလင်းမြင်လိုင်းကတို့နေညီနေရင်တဆက်တည်းသူပင်ဆိုလေသည် တွေ့ကြသေးတာပေါ့ကွာကဲကိုပိုက်စားစရာလည်းမရှိတော့ဘူးဆိုတော့အဲ့ဒီကောင်းတွေနောက်ကိုလိုက်ကြစို့ဗျာ ပြောရင်တနက်ကိုကောက်ကင်လိုက်သည်ကြောင့်ကျွန်တော်နှင့်မျိုးဝင်းတို့သည်လည်းထိုင်လျက်မှထားလိုက်လေကြတော့သည်တောင်စိတ်တအုပ်ပြေးလွှားသွားရာလမ်းကြောင်းအတိုင်းလိုက်ခဲကြလေသည် အတန်ငယ်ကြာတွင် တောင်စိတ်တို့ခိုးအောင်နေကြသည်ဟုထင်ရသောတောင်ကြီးများစီသို့ရောက်လာကြသည် ကိုလင်းရေဒီနေရာတဝိုက်တောင်စိတ်တွေခိုးအောင်နေတာဖြစ်နိုင်တယ်ဗျသူတို့မေးဖျားကလည်းပေါက်နေတဲ့ပဲပဲပြုတ်ပြီးတော့ဂူရီကြောက်ကဘာတွေကြောက်ရှူတွေပေါ့မှာပေါ့ဗျာဒီကောင်တွေအကြိုက်ပေါ့သူနယ်လင်းမြင့်လိုင်းက ကြောက်ဆောင်ကြောက်ကဘာများတဝိုင်းပြန့်ကျဲနေသည့်တောင်စိတ်ချင်းများကိုကြည့်ရင်ပြောသည်တွင် မျိုးဝင်းကအင်းတို့ပင်မဲသူတို့ကိုရှားရခတ်တယ်ဗျကျုပ်တို့ကိုအခါအကွယ်မဲ့သမို့သူတို့ကကျုပ်တို့ကိုအရင်တွေ့နိုင်တာကြောင့်ဆောင်တိန်ပြေလွှားခွင့်သူတို့မှာများကြီးရနိုင်တယ်ကျွန်တော်ကတော့ဒါကတော့တဘာဝပဝန်ကျင်အနေထားကသူတို့ရဲ့လုံခြုံရေးကိုအထောက်အကူပြုတာပေါ့ပြောလိုက်သည်တွင်မျိုးဝင်းက သူတို့ကိုပြစ်ခတ်တက်ဖြတ်ဖို့ကကျွန်တော်တို့မှာအခွင့်အရေးနေသွားပြီပေါ့ဗျာလို့စိတ်တက်ကြစွာဖြင့်ပြောလာလေတော့သည်ဒါတော့ဒါပေါ့ဗျာမျိုးဝင်ရဲ့တို့ဗိမဲကျွန်တော်တို့ကသူတို့ကိုအကာအကွယ်ပြုတဲ့ကြောက်တောင်ကြောက်ရှူရီပဲပြန်သုံးချအကာအကွယ်ယူနိုင်တာဖြင့်အဆင်ပြေနိုင်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ဒီနေရာရေးစီအရောက်သွားနိုင်ဖို့ကအရေးကြီးတယ်လေတို့နယ်ပြောရင်ကျွန်တော်ကပင်ဥဆောင်၍ကြောက်တောင်ချီတို့အလှင်အမြန်သွားလိုက်သည်ကြောက်တောင်ငယ်တစ်ခုဤအခြေတို့ရောက်သွားသည်တွင်ခိတ္တနာနေလိုက်သည် သူ့နားနေရင်ကြောက်ဝရံများကြောက်ရွံ့များရှိရသောမျက်စိဝှေ့ဝမ်းကြည့်လိုက်လေသည်။ကံအားရော်စွာပင်ကြောက်ကဘာအစွန်ထိတ်နှခုတွင်တောင်စိတ်သုံးကောင်တွေ့လိုက်ရသည်။ကျွန်တော်တို့အစာကိုဝင်ရောက်တိုက်ခတ်ဖြစ်စည်းသွားတဲ့6កောင်အုပ်စုမှ3កောင်ဖြစ်မယ်။ခေါင်းဆောင်စိတ်ကြီးနှင့်နောက်လိုက်2កောင်ဖြစ်သည်။အတန်ငယ်တော့လှမ်း၏။သူ့ညာဆာလောင်နေကြသည်လည်းဖြစ်၍ရရှိသော အခွင့်အရေးကိုလက်လွတ်မခံသလိုပင်ကိုလေးနည်းနည်းတော့လှမ်းတယ်။ သို့ပေမဲ့တိချချင်းပြစ်မယ်ဆိုရင်တော့ဖြစ်နိုင်တယ်ဗျ။ဒါဖြင့်ကိုပိုက်ခမည်းပြစ်ပြမျိုးဝင်သူ့နဲ့လှမ်းပြောလာတဲ့ဖြင့်ကျွန်တော်ကစိတ်မရှိဘူးဗျ။ကိုလင်းပြစ်လျင်ဖြင့်တိချလောက်တယ်။ကဲပါကိုလင်းမဲပြစ်စမ်းပါ။လင်းမြင့်လိုင်းကတဒက်ပေါ်အောင်ကြီးလိုက်၍ဟေးဟေးကျွန်တော်တော့တရက်ခံဖြစ်တော်မယ်ထင်ပါရဲ့လို့ပြော၏။ဒီနောက်သူ့တနက်ပြောင်းဝကိုထူတောင်စိတ်သုံးကောင်ရှိရသူချိန်လိုက်၏။ကျွန်တော်နဲ့မျိုးဝင်းသည်စိတ်လှုပ်ရှားစွာဖြင့်ငေးကြည့်နေလိုက်သည်။လင်းမြင့်လိုင်းသည်လည်း သူတွင်လုံလုံလဲလဲတာဝန်ကြီးဖြစ်လာသည်ကြောင့်ပို၍စိတ်လှုပ်ရှားနေပုံရသည်။သူညာကျွန်တော်တောင်စိတ်တွေကိုကြည့်မြတာကြပြီဗျ။သူပြောလာသဖြင့်မျိုးဝင်းကသူ့ဟာသူနေတာပဲဗျ။ဘာလို့များပါလဲဟုမေးလိုက်သည်။ဘာရဲတော့မဟုတ်ပါဘူး။သူတို့မေးပြားမှာပေါက်နေတဲ့မုတ်စိတ်ကိုကြည့်မြရဘူးဗျာ။ဟာဟာဟာကိုလင်းကတော့ပြောရမယ်။မျိုးဝင်းကသူ့နဲ့ရီလေးရဲ့ပြောရင်တဆက်သေးတို့ဖြင့် ကျွန်တော်တို့တောင်စိတ်သားဆရာဖို့တေချာသွားပြီဗျဟုကျွန်တော်ဖက်လက်ကြီးကပြောလေသည်လင်းမြင့်လိုင်းဒီတောင်စိတ်သုံးကောင်ထဲမှာမမိတ်မတုံကြည်ရင်ဟိုမဲ့ကြည်စမ်းဗျတောင်စိတ်သုံးကောင်ထဲမှာတကောင်ကပူကြည့်တယ်ပြီးတော့ဟန်ပန်အပြည့်နဲ့ရှေ့ဆုံးကမားမားရက်ပြီးသူ့ရဲကောင်းကြီးတယောက်လိုပဝင်းကြီးကိုစူးစမ်းနေပုံအမြင်ကက်ဆရာကြီးဗျကျွန်တော်တော့စောင့်ကြွားကြားနိုင်တဲ့အဲ့ဒီကောင်ကိုပဲပြစ်ချလိုက်တော့မယ်သူနယ်ပြောပြီးတနက်မောင်းခလုတ်ကိုဆွဲညှစ်လိုက်တော့သည် ဒိန်းဆိုတဲ့ပြင်းထန်သောရန်အားပောက်ကွဲတဲ့နေ့အတူတောင်စိတ်ကြီးတီခွေကနေလဲကျသွားလေတော့ဤကျန်နှကောင်သည်နောက်လှည့်ကပြေးထွက်သွားကြလေသည်မှန်သွားပြီဗျမျိုးဝင်းကဝမ်းသာအားရပြောလေသည်ကဲအဲ့ဒီဘက်ကိုသွားကြစို့ဗျာကျွန်တော်ကပြောရင်ရှေ့ကသွားလိုက်သည်မျိုးဝင်းသည် တလန်းလုံးလေးမြင့်လိုင်းကိုချီးမွမ်းစကားဆိုနေတော့သည်ဒီတို့ဖြင့်ကျွန်တော်တို့သည်တောင်စိတ်ကြီးလဲကျသွားရာကဘာစွန်းတို့ခက်ခဲစွာကုတ်တွယ်တက်လိုက်ကြလေသည် ဟင်ဘလို့ဖြစ်ရတာလဲကပယံစွန်းထိတ်တွင်တောင်စိတ်ကြီးကိုမတွေ့အိုင်ထုံးနေတော့တွေ့များတာတွေ့ကြရည်ပြင့်မှန်အလံဝေးတော့ထိချက်ကအားပြော့သွားတယ်ထင်ပါဒီကောင်ကြီးဒံယာပြင်းပြင်းထန်ထန်မရလိုက်တာကြောင့်ထွက်ပြေးသွားတာဖြစ်နိုင်ရဲ့တို့နဲ့ကျွန်တော်ကပြောလိုက်ဤလင်းမြင့်လိုင်းကမကြည်မနဲ့ဖြစ်ကပုံဝန်းကျင်တဝိုက်လှက်ပတ်ကြည့်ရင်သွေးဆက်များကိုခြေရခံရန်အဆိုပြုလာတော့သည်ဒီကောင်ရသွားတဲ့ဒံယာကမသေးလောက်ပင် ချက်ချင်းကြီးဝဲဝဲတော့ပြေးနိုင်လိမ့်မယ်မထင်ဘူးဗျ။သွေးဆက်ကိုခြေရခံပြီးလိုက်ကြဆိုဗျာ။ဟုတ်တယ်။ဒီကောင်မရဖို့ကတိကျလောက်တယ်။ကျွန်တော်တို့လည်းစနေပြီ။တဲကြီးမဲကြီးလိုက်ရှာမယ်ဆိုရင်ဖြင့်ဒီကောင်ကြီးတိကျပေါက်ရနိုင်တယ်။မျိုးဝင်းကသူ့နယ်ပြောလာ၏။ထို့ကြောင့်ကျွန်တော်သည်ကဲဒါဖြင့်လဲအချိန်ရှိတုန်းလိုက်ကြဆိုဗျာလို့ပြောလိုက်တော့အတော်လှလန်းတို့တိုင်းဒဏ်ရာရထားသောတောင်စိတ်ကြီးသည် ပြေးလွှားသွားနိုင်ပုံရ၏။ခြေရာကောက် လမ်းမပြောက်တော့ညာလဲကောင်းလုံးတော့ဖြစ်မတွေ့ရသေးချေဇွဲနှပဲကြီးစွာဖြင့်ဆက်လိုက်ခဲကြရမှကြောက်ကူပေါက်လေးတစ်ခုကိုတွေးလိုက်ကြရသည်သွေးဆက်များကိုကြည့်ခြင်းအဖြစ်ထိုကူပေါက်အတွင်းသို့ဒံယာရတောင်စိတ်ကြီးဝင်ရောက်သွားပုံရလေသည်ကဲဒီကောင်ဘယ်ပြေးတော့မလဲဂူထဲမှာပိတ်မိလေပြီလေဟဲဟဲဟဲမုံစိတ်ကိုကြည့်မရလို့ကျွန်တော်ကိုယ်တိုင်ဇက်သိမ်းပေးရလိမ့်မယ်သူဆိုကလင်းမြင်လိုက်ကကူပေါက်ဝါနာသွားရင်ပြောလေဤ သူဖြစ်၍ကျွန်တော်ကကြပြားကတိပင်ကိုလေးနေအောင်ဂူထဲကိုအရန်ဆွမွေနေနေအောင်အထဲမှာဘာအန်တွေရှိလဲဆိုတာမသိဘူးလို့ပြောလိုက်လေသည်ဘာအန်တွေမှမရှိနိုင်ပါဘူးဗျာကျွန်တော်တို့မှာတနတ်တွေပါတာပဲရှိမဲ့အကောင်မှန်သမျှကျွန်တော်တို့အတွက်ရိတ်ခါကြီးလို့ပဲမှတ်ထားစမ်းပါဗျာဟဲ့ဟဲ့ဟဲ့သူစကားကြောင့်ကျွန်တော်ဒီဒီလိုလွယ်လင်းတကူပြောလို့မရဘူးဗျာဂူပောက်ဝါမှာခြုံတွေတွေရှုပ်ထွေးနေတယ်လို့ဂူထဲမှာလည်းရှုပ်ထွေးနေမှာသိကြတယ်ဗျပြီးတော့မောင်နေရာကြည့်ခြင်းအဖြစ် သားရဲကောင်တွေခိုးအောင်နေနိုင်တယ်ပြလို့ပြောလိုက်လေသည်ဒါဖြင့်ဂူကအแทမှာဘလောက်ကျယ်မန်းရှိမန်းလဲမသိတဲ့အပြင်မဲမောင်နေတော့စံတဝဝသွားရမှာတောင်စိတ်ကအန်တရယ်မပြုတ်နိုင်ဘူးဆိုပေမဲ့အแทမှာရှိနိုင်တဲ့သားရဲကောင်တွေကအန်တရယ်ပေးလာနိုင်တယ်ရှိနိုင်မယ်ဆိုရင်ပေါ့ဗျာဒီတော့ကိုပိုက်ကဘလို့လုပ်ချင်လဲမျိုးဝင်းကဝင်မေးလိုက်သည်ကျွန်တော်တို့အကာအွယ်ကောင်းကောင်းတစ်ခုယူပြီးဂူရဲကိုတနက်ပစ်ဖောက်ပြီးတော့ခြောက်လန့်ထုတ်မယ်ဗျာဒီတခါတောင်စိတ်ပဲဖြစ်ဖြစ် အခြားသားရဲကောင်ပဲဖြစ်ဖြစ်ဂူပေါက်ကနေထွက်လာနိုင်တယ်ဗျဒီတော့မှကျွန်တော်တို့ကလက်ဦးမှုရယူပြီးပြစ်ခတ်နိုင်ရင်ဖြင့်အကောင်းဆုံးပေါ့ဗျာသူနဲ့ကျွန်တော်အစီအစဉ်ကို ပြောလိုက်သည်ကောင်းပြီလေဂူပေါက်ဝနားမယ်တော့ကျိုးမင်အိုကြီးတပင်ရှိတယ်ကျွန်တော်တို့သုံးရတော့တော့လုံလောက်တဲ့အကာအွယ်ပေးနိုင်ပါလိမ့်မယ်လင်းမြင့်လိုင်းကပြောလျက်ကျိုးမင်အိုကြီးနောက်ွယ်သူသွားလေသည်ကျွန်တော်တို့သုံးရသည် ကျိုးမင်အိုကြီးနောက်တွင်ွယ်လျက်ဤသားတကြကတ်လိုက်ပြီး လင်းမြင့်လိုင်က သူ၏တနက်ဖြင့်ဂူပေါက်တွင်ထိုးချိန်ပစ်လိုက်လေသည်တနက်တန်ဆုံးသည့်နေ့ဂူပေါက်တွင်ခိုအောင်နေသည့်လွင်ဆွဲများအော်မီကပြန်သွန်းသွားကြ၏အချားမီသည့်တားကောင်များရှိပုံမပေါ်ချေဆိုပါလျင်ဂူအတွင်တားရဲကောင်များ မရှိသည်မှာတေချပေ၏တိုးပေမဲ့လုံးဝစိတ်ချရတော့မဖြစ်သေးမိတို့ပင်ဖြစ်စီဒံယာဖြင့်ပြေးဝင်သောတောင်စိတ်ကြီးကပြန်ထွက်လာခြင်းမရှိသေးဂူရင်းရှိသောဒံယာများဖြင့်မပြေးနိုင်မလွားနိုင်ဖြစ်နေပြီလား တည်နေပြီလားဆိုတာမသိချေဝင်းကြီးကြဆိုဗျာလင်းမြင့်လိုင်းကပြောလာသဖြင့်ကျွန်တော်ကပူတီချစိတ်ချနိုင်ရန်အလုံးကလက်တွင်းရှိတနက်ဖြင့်တစ်ချက်ပြစ်လိုက်ပြန်သည်ညီတီရာများထူးခြားမှုမဖြစ်လာချေထို့ကြောင့်ကဲတီချလောက်ပြီးဝင်းကြဆိုဗျာလို့ဆိုလျက်ကျွန်တော်ကဥဆောင်၍ဂူအတွင်းသို့လှမ်းဝင်လိုက်၏အမဲလိုက်တမီးဖြင့်ဂူအတွင်းသို့ဝှေ့ဝိုက်ထိုးကြည့်လိုက်၏လင်းဆွဲကြီးများပြပွားရှိနေ၍လင်းဆွဲကူဖြစ်လိမ့်မယ် အနန္တကဆိုဝါလာကြီးသူညာဆာလောင်ချင်းဒုက္ခကြောင့်ဂူအတွင်းရှိနေသည့် တောင်စိတ်ကြီးကိုတေချာပေါက်ရှိနိုင်လိမ့်မည်ဟုယုံကြည်သဖြင့်ထိုဒုက္ခကိုအောင့်ဤခံ၍ဂူအတွင်းသို့ဝင်ခဲ့ကြ၏ဂူသည်တိတ်ကြီးမားခြင်းမရှိကျွန်တော်တို့ရှာနေသောတောင်စိတ်ကြီးကိုဂူနေရန်ဘေးတွင် ခွေခေါက်လဲကြနေလျက်ငြိမ်နေသည်ကို လွဲလင်းတကူတွေ့လိုက်ကြသည်ကဲကိုလင်းရေဒီကောင်ကြီးကိုအမြန်အပြင်ဆွဲထုတ်ကြပြနှို့ဖြင့် လင်းဆွဲချင်းနဲ့ကြောင့်မူးမေလဲသွားနိုင်တယ်ဗျကျွန်တော်ကပြောရင်တောင်စိတ်ကြီးဤခြေတစ်ဖက်ကိုကိုက်ဆွဲလျက်လင်းမြင့်လိုင်းနဲ့မျိုးဝင်းကပါခြေတစ်ဖက်လက်တစ်ဖက်ကိုဝင်းဆွဲလိုက်ကြသည်ဟာနေုံကိုလေးကျွန်တော်ဒီတောင်စိတ်ကြီးတည်ဆုံးနေပုံကိုထူးခြားခြင်းကြောင့်သူ့နယ်ပြောရင်တောင်စိတ်ကြီးဥကောင်းပိုင်းကိုတေချာမီးနှစ်ထိုးကြည့်လိုက်ပြီးလင်းမြင့်လိုင်းပြစ်လိုက်သည့်ကြည်သည်တောင်စိတ်ကြီးဤဝမ်းပိုင်းအလဲဖြစ်ခြင်းကဘယ်အတွက်ဥကောင်းခုံကွဲကာ ဥโจတချောင်းကျိုးနေပါလေသူဖြစ်၍ဂူနယံမှမညီမညာခြုံထွက်နေသည့်ကြောက်သားနယံအဖုထစ်များကိုမိထိုးကြည့်လိုက်ဤသွေးများပေချန်နေသည်ကို တွေ့ရဤသူဆိုပါလျင် တောင်စိတ်ကြီးသည်အာကအကောင်ကြီးပင်ဖြစ်လိမ့်မည်ရန်သူလက်ချက်ဖြင့်အသေးမခံလို၍လားရရှိသောဒဏ်ရာဤနာကျင်မှုကိုမခံစားနိုင်၍လားမသိကြောက်သားနယံကို သူဤခေါင်းဖြင့်ပြင်းထန်စွာထိုးတိုက်တက်တည်သွားခြင်းဖြစ်ပေသည် တရိစံမီဖြစ်လင်ကစားတင်းမာသောစိတ်တက်ကိုကျွန်တော်အလေးမထား၍မရပါချေထူဆန်းသောတောင်စိတ်ကြီးပင်ဖြစ်လေသည် တောင်စိတ်ကြီးနှင့်ပတ်သက်၍ကျွန်တော်တွေးဆမိသည်ကိုပြောလိုက်သည်တွင်လင်းမြင့်လိုင်းကသူ့ဖင်ပြားဒီကောင်ကြီးကဘာလို့ဒီတိုင်းထပြေးပါလဲဒဏ်ရာဆရတဲ့နေရာမှာပဲကိုကိုကိုအဆုံးစီရင်လဲရတာပဲသို့နဲ့စောတကတက်တာလို့ညိုးဝင်းကလည်းဂူပေါက်ထဲ၆လန့်ပြစ်ခတ်တဲ့ကြည်စံထိမှန်သွားတာကော ဖြစ်နိုင်ဘူးလားလို့မေးပြန်ဤကိုလင်းကတုံးချက်ကျွန်တော်ကတစ်ချက်ဖြစ်တာဟောဒီမဲ့ကြည့်ကျွန်တော်ဒီဂူဤနယံတွင်နင်းမြုပ်ဝင်နေသည့်ကြည်ထိပ်ဘူးများကိုလက်ဖြင့်ထိုးပြလိုက်ပြီးမျိုးဝင်းကို အလှင်ရှင်းပြလိုက်ဤဒီနောက်လင်းမြင့်လိုင်းဖက်သို့လှည့်ပြီးကိုလင်းကို ကျွန်တော်ပြောမယ်နော်ဒီတောင်စိတ်ကြီးကသူ့ကိုယ်သူဒဏ်ရာရစေတဲ့နေရာမှာပဲအဆုံးစီရင်မယ်ဆိုရင်ဖြစ်နိုင်ပါတယ်အဲ့ဒီကပယံကြောက်ဆုံးဘော်ကခုံချလိုက်ရုံပဲ။ သို့ပေမဲ့ဂျုတ်ခန္ဓာကြီးကိုရန်သူကလွယ်လင်းတကူရာသွားနိုင်တာကိုမလိုလားလို့နေမှာပေါ့ခုလိုပြေးထွက်လာတော့သူ့ခန္ဓာကိုယ်ကြီးကိုရန်သူကမရနိုင်တော့ဘူးလို့တွက်လိုက်လို့ဖြစ်မှာပေါ့ဘာပြောပြောသူ့ကိုယ်သူ အဆုံးစီရင်တာတော့သိကြတယ်ဗျတိုးနယ်ရှင်းပြလိုက်ဤအေးကိုပိုက်တွေးချက်မှန်လိုက်တာဗျာနှုတ်ဆိုလျင်ဖြင့်ဒီကောင်ကြီးကလေးစားစရာတော့ကောင်းသားဒီတော့ဂုံပြူတဲ့အနေနဲ့ကောင်းကောင်းမွန်မွန်မြေမြုပ်တကြိုးလိုက်ရင်မကောင်းဘူးပေဘူးလားပြုံးဆဆနဲ့ပြောလာတဲ့ဖြင့်ကျွန်တော်ဒီ ဒါတော့ဒါပေါ့ဗျာတို့ပေမဲ့ဒီကောင်ကြီးအုပ်စုကကျွန်တော်တို့ရဲ့အစာယုံလေးကိုတိုက်ခိုက်ဖျက်ဆီးသွားတာလေစိတ်အေးလက်အေးနားနေပန်းဖြေနေတာကိုမနာလိုဖျက်ဆီးသွားတယ်။နှိုးချောင်သူ့မဲ့အပြစ်ကြီးစေတယ်။ခွင့်မလွတ်နိုင်ဘူး။သူ့သားကိုပဲစားရတော့မှာပေါ့လို့ပြောလိုက်တယ်။သူ့ရဲ့လှုပ်လျက်ကသူ့နောက်လိုက်တောင်စိတ်တွေသူ့ကိုလေးစားအောင်အားကျအောင်အထင်ကြီးအောင်လှုပ်ပြခဲ့တာပဲရှိတာ။ဒီလိုဖြစ်အောင်လဲသူကတပားသူကိုဒုက္ခပေးတယ်။ဒုက္ခရောက်စေတယ်။ ကိုချင်းစာစိတ်ဆိုတာမရှိဘူး။ဒါတော့ဒါပေါ့ဗျာ။ဒီကောင်ကြီးကစာနာစိတ်ဆိုတာဘယ်သိပါမလဲ။တိတ်ဆန်ပဲလေ။တိတ်ဆန်ဖြစ်နေပြီမဲ့လေ။လူသားတွေနဲ့ညံရီချင်းရှင်မရတာပေါ့ဗျာ။သို့နဲ့ကျွန်တော်ပြောချင်တာက ထိုးတောင်စိတ်ကြီးဆွဲထုတ်ရန်တာစုလိုက်သည်နှင့်လင်းမြင့်လိုင်းနှင့်မျိုးဝင်းကပါဝင်ရောက်ကူညီလေသည်။တကယ်တော့ကျွန်တော်တို့လိုလူသားတွေလည်းဝမ်းရည်နှင့်ပတ်သက်လာလျင်ကဘာမီးလောင်တားကောင်ချနှင်းဆိုတဲ့ကဲသူ ြင့်ကြံတက်ကြစမဲပင်ဖြစ်လေသည်မဟုတ်ပါလားဇလန်လင်းကတော့ဒီမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်ပြိတက်တို့ကရောဒီဇလန်လင်းကိုနားစင်ပြီးဘလူများခန်းစားခဲ့ရလဲဆိုတာကိုကွန်မန့်မှာရေးပေးခဲ့ပါအောင်ရှင်အဆုံးထိနားစင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ရှင်